အဲ့တော့ဟိုကျွန်တော်တို့ဒီထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုလို့ရှိရင်အာထိုင်းလန်ပေါ့နော်ထိုင်းလန်ကဘာဖြစ်လို့လာတယ်လို့မေးလို့ရှိရင်တော့ glorious မှာတော့ strategic location ပေါ့နော် strategic location ဆိုတော့ကျွန်တော်တို့ကဘာဖြစ်လို့လာကြလဲလို့မေးလို့ရှိရင်ကျွန်တော်တို့က မြန်မာပြည်ကလည်းနှီးတယ်အဲရေကြီးမှုချင်းကလည်းတိတ်ပြီးတော့မကွာဘူး infrastructure တွေကလည်းလူကြီးမျိုးတည်တဲ့အတိုင်းပဲဟလာ cloud နာပေါ့နော်အဲ့တော့ရပြီးမပြတ်ဘူးအဲနည်းနည်းသုံးလို့အဆင်ပြေတယ်အဲဘာညာပေါ့နော်တခြားဟာတွေရောအဲ့တော့ဟိုတခြားဆက်သွားဖို့နိုင်ငံကမြန်မာတွေအများစုဆိုရင်မလေးရှားရှိတယ်ဒါပေမဲ့မလေးရှားကကျွန်တော်တို့ရေကြီးမှုအရာကျွန်တော်တို့နည်းနည်းလေး diverge ဖြစ်တယ်ကျွန်တော်တို့ရဲ့နော်နောက်ပြီးတော့ဒီဥစ္စာပေါ့အာစင်ကာပူကြတော့လေ of course cloud နဲ့ဆိုပေမဲ့စီးကြည့်တယ် င်အဲ့လိုဖြစ်တာအဲ့တော့အဲ့တော့အခုလောဆယ်တော့ကျွန်တော်တို့ကတော့အဲထိုင်းလန်ကိုယူပြီးတော့ကျွန်တော်တို့လည်းထိုင်းလန်ကိုရောက်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးရှိတယ်အဲ့တော့ထိုင်းလန်ကိုဝင်တဲ့ဟာမှာဘယ်လိုဗီဇာရည်နဲ့ဝင်မလဲဆိုတဲ့ဟာအရေးကြီးဆုံးပဲကျွန်တော်တို့ကခုနပြောသူပဲဒါဟာကိုကျွန်တော်တေးချာလေးအဲဒီဒီမင်းတို့နားလဲအောင်ရှင်းပြတဲ့အပြင်ကိုတယောက်ချင်းစီရဲ့ အဲစိတ်ထဲမှာရှင်းတဲ့ဟာတွေပေါ့နော်ဟိုတယောက်ပြောတာတယောက်ကဒီလိုပြောတယ်တယောက်ကဒီလိုပြောတယ်ဟိုသူကဒီလိုပြောတယ်ဒီသူကဒီလိုပြောတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကတေချာလေးအဲရှင်းပေးမှာဖြစ်တယ်နော်အဲ့တော့ဟိုဒီထဲမှာပေါ့နော်ကျွန်တော်နည်းနည်းလေးရောသာပြတာဆိုရင်ဒီမှာမြန်မာပြည်ကဘယ်နေရောက်လောက်ရှိလဲဗျာမြန်မာပြည်ကဆရာတွေဆရာမတွေကျွန်တော်ကိုလက်လေးထောက်ပြပါလားကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်ကဗီဇာအကြောင်းကြီးပြောတယ်ဆိုရင်မြန်မာပြည်ကလူတွေအထူးသဖြင့်ပေါ့နော် အဲကလေးတွေဆိုရင်ဟိုဒီဒီလူငယ်တွေဆိုရင်ဘယ်လိုမျိုးဆိုရင်ကျွန်တော်တို့တေချာပြောပြလို့ရ